အားလုံးမင်္ဂလာပါရှင်ကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေပြည့်စုံပါစေနော်အခုတစ်ပတ်မှာတော့ကြာသာပေးသားသမီးများတွေတစ်ပတ်စာကန်ကျမများကိုစာပြီးတော့ဟောပြောပြီးမှဖြစ်ပါရဲ့နော်18ရက်18ရက်ဆယ်လာပိုင်းကနေပြီးတော့25ရက်နေ့ဆယ်လာပိုင်းအထိနော်ကြာသာပေးသားသမီးများအစာဆုံးလေးကြည်ပြီးပါနော်ဒီတစ်ပတ်မှာကြာသာပေးသားသမီးများရဲ့ကံတရားလေးတွေကအရန်ကိုထူးခြားနေပါတယ်နော် အဲ့တော့ကြာသာပြီးသားလူမြရဲ့အလုတ်အကင်တွေကလက်ရှိအလုတ်ကနေပြီးတော့တဆင့်ယာတူးတက်သွားတာမျိုးတွေကိုလိုချင်တဲ့အလုတ်နေရာကိုရရှိသွားတာမျိုးတွေအကြီးအကဲကုညီမားစားခြင်းတွေခံရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အလုတ်နဲ့ပတ်သက်ပြီးတော့ဘာပဲဖြစ်ဖြစ်ဒီတပတ်တာကာလမှာကံအကောင်းဘက်ကိုရောက်ရှိနေပါတယ် ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်မဝင်စားတဲ့ပုံမှာတည်ရှိနေပါတယ်။ကြာသာပြီးသားသမီးများမိမိတို့အိမ်မှာရှိနေတယ်ဆိုလို့ရှိရင်တော့ပညာရေးကိုအထူးဂရုစိုက်ခိုင်းပါ။ပညာရေးနဲ့ပတ်သက်ပြီးတော့အနည်းငယ်ညံ့နေတာကိုတွေ့ရပါတယ်။ ကျောင်းသားပြည်သားသမီးများရဲ့အလို့ငွေကြေးရကြတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ကံတရားမှရရှိနေပါတယ်။ဆုံဖြုံလာတဲ့ငွေကြေးတွေပြန်လည်ပြီးတော့ရရှိနေတာမျိုးတွေကိုကလက်ဝယ်ပိုင်ဆိုင်ရတာမျိုးတွေငွေတွေဒီတပတ်တာကာလမှာအဝင်များလာတာเนาะ လူလူရင်းနဲ့ကိုကိုယ့်ရဲ့ငွေကြေးတွေကပူပူပြီးတော့တိတိတသားလေးနဲ့ထူးထူးခြားခြားလေးဝင်လာတာမျိုးတွေကြုံရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကံကောင်းနေတတ်ပါတယ်။ကိုယ်အကူအညီတောင်းထားတာမျိုးရှိတယ်ဆိုရင်လည်းငွေကြေးတွေကိုညီရရှိမှာဖြစ်ပါတယ်နော်။လူမှုရေးနဲ့ပတ်သက်ပြီးတော့ကိုမပါရင်မပြီးတလို့ပါပဲ။ဘယ်နေရာပဲဖြစ်ဖြစ်မိတ်ဆွေပေါင်းလင်းနေတယ်ပဲဖြစ်ဖြစ်မိသားစုထဲမှာပဲဖြစ်ဖြစ်လူမှုရေးကိစ္စတွေအတက်တရော လုတ်ကင်ပေးရတတ်ပါတယ်เนาะအဲ့တော့သူတစ်ပါးရဲ့ကိစ္စမျိုးတွေဒီတပတ်တာကာလမှာအကျိုးဆောင်ပေးရတာပုံများနေပါတယ်အခြေရေးနဲ့ပတ်သက်ပြီးတော့တိုက်ခန့်အပြုတော်မျိုးတွေရှိတဲ့အခြေရေးမှာတော့နည်းနည်းလေးညံ့နေတယ်စကားပြောဆိုလေးတွေအသွားလာလေးတွေတတိထားရမယ်အခြေရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ချစ်သူရဲ့အထင်လွဲခြင်းတွေခံရတတ်ပါတယ် အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အကြတော့နှစ်ယောက်သားကမျက်နှာကြောမတည့်တာပူများနေပါတယ်တကြက်ကြက်ရန်ဖြစ်နေတာမျိုးကြီးကြုံရမှာဖြစ်ပါတယ်မိဘ မိသားစုနဲ့ပတ်သက်ပြီးတော့လည်းစကားတွေများနေရတတ်ပါတယ်ဒီတပတ်တာကာလမှာကျမရေးထူးထူးဆိုင်ပေးပါကျမရေးနဲ့ပတ်သက်ပြီးတော့ခါနာတာမျိုးတွေလက်နာဝါလက်ကိုထိခိုက်တန်ရတာမျိုးတွေအထူးအဖြစ်ကကြောအောင်တာမျိုးတွေဖြစ်တတ်ပါတယ်ဒီတပတ်တာကာလမှာမိမိတို့အနေနဲ့အထုံပြောရမယ်ဆိုလို့ရှိရင်တော့ဒီတပတ်တာကာလမှာကြာသာပြီးသားသမီးများဘာပဲလုပ်လို့ ပူပန်နေရတာများပါတယ်ဒီတပတ်တာကာလမှာငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအောင်မြင်တတ်ပါတယ်ရေဒီယာအနေနဲ့ကတော့ပြုတ်လုံမယ်ဆိုလို့ရှိရင်ပေါ့နော်ရေဒီယာလေးပြီးမှအဲ့တော့ကြံပါဘေးသားသမီးများရဲ့မိမိတို့ရဲ့အိမ်ဖျားမှာပါမုံငါချက်ကိုနှိုးစီနှိုးစိမ့်နေစမ်းပြီးတော့ဒီတပတ်တာကာလမှာဆုံးကပ်ပေးပါလှူဒန်းပေးပါဒါဆိုရင်ကံမြင့်သွားမှာဖြစ်ပါတယ်၊ပွင့်လန်းသွားမှာဖြစ်ပါတယ်เนาะကိုယ့်ရဲ့ကံတရားလေးတွေပွင့်လန်းသွားမှာဖြစ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ ဟိုကအဆင်ပြေခြင်းနဲ့အကူအညီရခြင်းနဲ့ဘာပဲဖြစ်ဖြစ်ငွေအဝင်ကောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကိုယ့်ရဲ့မွေးနံတောင်မှာခေါင်းလောင်းလေးတစ်ခုထူရန်ပေးပါခေါင်းလောင်းလေးကို၆ချက်တီးပြီးတော့ထူရန်ပေးလိုက်ပါကဲကြာသာပလီသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြေဝနိုင်ကြပါစေရှင်ကျမထံမှာပေးဒီမိမယ်ဆိုလို့ရှိရင်ကျမရဲ့ဘိုင်ဘာကနေတဆင်လာရဆက်တွေ့မြင်းမြန်းနိုင်ပါတယ်တစ်တော့အကောက်ကနေကျမမမေးပါဘူးဘာဖြစ်လို့လဲဆိုရင်အ လေအညာတွေအရန်များလို့ဖြစ်ပါတယ်เนาะကျမရဲ့ဗိုက်ပါကနေတာတစင်တိုက်ရိုက်လာရောက်ပြီးတော့မင်းမြန်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်